မချောင်ဝမ်းချန်ပီယံရှစ်မှာစာချုပ်ကြီးရသွားနိုင်တဲ့သွေးလင်းထက်ပရိသတ်များအောင်မေ့မိလာများမန်ချက်စတာဖော့ဆောင်ကနေပြန်လည်ကြိုးလဲပါရင်သွေးလင်းထက်ရဲ့ချီးမွမ်းခန်းတွေကတော့ဆိုရှယ်မီဒီယာထက်မှာဘလူးတွေပြန်လည်ခဲ့တဲ့ထိပါပဲပြီးရင်ညကရှင်ပီယံထိုးသက်ခဲ့တဲ့1172ပြိုင်ပွဲမှာတော့မြန်မာဖိုင်တာသုံးဦးထိပ်ပါဝင်ရှင်ပီယံသွားခဲ့ကြပြီးဝမ်းချန်ပီယံရှစ်ပြိုင်ပွဲမှာ MMA ပြိုင်ပွဲတွေရှင်ပီယံထိုးသက်ခဲ့မှုနဲ့ဆောမမင်းကိုပြန်လည်မြေသွေးခဲ့ရသလိုဝမ်းပြိုင်ပွဲတွေနဲ့၅လကျော်ကြာဝေးကွာနေခဲ့တဲ့မိုးထောင်အောင်ကိုလည်းပြန်လည်ပွဲထုတ်သွားခဲ့ပါတယ် နောက်ပြီး2025ခုနှစ်အတွင်းမှာနိုင်ပွဲတွေဆက်နေခဲ့တဲ့တွင်းလင်းထက်ကိုလည်းဝမ်ချန်ပီယံရှစ်ဟာလူကောင်တွဲဆိုင်ဖြင့်ပွဲတည်ပေးသွားခဲ့တာပါ။ရင်းစုံအနေနဲ့ဝမ်ပြိုင်ပွဲကိုပြန်လည်ရောက်ရှိလာခဲ့တဲ့စောမင်းမင်းရဲ့ပွဲစဉ်ကိုအားပေးခဲ့ရဖြစ်ပြီးပရိသတ်တွေနဲ့နည်းနည်းပါးပါပြန်ပြီးစိမ့်သွားခဲ့တဲ့စောမင်းမင်းဟာ OC Fighter နဲ့ Lonely Queen ကြီးတဲမှာမွေထိုင်းပွဲစဉ်ဖြင့်ရှင်ပြိုင်သွားခဲ့တာဖြစ်ပြီးပွဲဆက်ဆက်ချင်းမှာပဲအကောင်းဆုံးချပြနိုင်ခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ ဆောင်းမင်းရဲ့လက်သီးတွဲလုံးနဲ့အဝင်အထွက်မမှန်တဲ့ရှင်ပြိုင်ထိုးတက်ပုံတွေကတကယ်ကိုအားရကျဉ်းနေစရာဖြစ်ခဲ့ပြီးပြိုင်မဲ့ OC Fighter ကိုလည်းထိထိမိမိရှင်ထိုးပြနိုင်ခဲ့တာကိုမြင်တွေ့ခဲ့ရဖြစ်ပါရင်ပရမအချီမှာအကောင်းဆုံးလုပ်ပြနိုင်ခဲ့တဲ့ဆောင်းမင်းဟာဒုတိယအချီနဲ့တတိယအချီတွေမှာတက်လုံကြသွားခဲ့သလိုဒုတိယအချီမှာမျက်ခုံးခွဲခဲ့တဲ့အထိဖြစ်ခဲ့ပေမဲ့တတိယအချီရောက်မှာတော့ပွဲသိမ်းလက်သီးချက်နဲ့အတူ OC Fighter ကိုအလဲထိုးနဲ့အနိုင်ယူပြသွားခဲ့တာပါ ။ဆောင်းမင်းအတွက်ကတော့ဝမ်းသာစရာကောင်းတဲ့ညညကိုပိုင်ဆိုင်ထားခဲ့တာဖြစ်ပြီးသူရဲ့တကြောပြန်ရှင်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာအကောင်းဆုံးလုပ်ပြသွားနိုင်ခဲ့တာဖြစ်ပါရင်ဆောင်းမင်းဟာနိုင်ဝဲနဲ့အတူဖွင့်လာခဲ့ပေမဲ့ မောထအောင်ကတော့ Time Fighter Confront Line ကိုဒိုင်ဆုံးဖြတ်တဲ့အတူအရှုံးပေးသွားခဲ့ရပါတယ်။မောထအောင်ရဲ့ Confront Line နဲ့ပွဲစဉ်ကရှင်ပြိုင်မှုနဲ့ပတ်သက်ပြီးပြောရင်တေပြီးအားများခဲ့ဘူးလို့ဆိုရမှာပါ။ဖျက်ကစားပုံကဒီလိုပုံစံပဲဆိုပေမယ့်အရန်ကိုပွဲရလုံးနဲ့လို့မြင်မိပါတယ်။ဒုတိယအခြေအနေနဲ့တတိယအခြေအနေမှာဆိုရင်သူ့ရဲ့ထိုးသက်ပုံတွေကဂျုံတလုံးထိုးနေရတဲ့အနေအထားဖြစ်နေခဲ့ပြီးပြန်မဲ့ဖိအားပေးမှုတွေကိုသာခံနေကြရတာကိုမြင်တွေ့နေကြရပါ။နောက်ပြီးပြန်မဲ့အားနည်းချက်ကိုကြိုတင်ပြင်ဆင်လာပြီးထိုးတဲ့ကစားပေါက်မျိုးမတွေ့ရပဲပြန်မဲ့ကိုအခွင့်အရေးတွေပေးနေခဲ့တဲ့ပုံစံမျိုးဖြစ်နေခဲ့တယ်လို့ပဲဆိုကြပါရစေ။ ဗိုလ်ချောင်းကရှုံးမဲကြုံနေခဲ့ပေမဲ့ဒုကောင်တွဲဆိုင်ဖြင့်ရှင်မြိုင်သွားတဲ့သွင်းလင်းထက်ကတော့အေရှင်တိုင်းဖိုင်တာကိုပတ်တောင်ကျွေးပြီးဆုံးမပြသွားခဲ့တာပါ။ပြန်မဲ့တိုင်းဖိုင်တာကိုကြည့်လိုက်ရင်ခက်ခန့်ကြီးနဲ့ဆက်ဆံကြီးလို့ကျွေးရမှာဖြစ်ပြီးတော့သွင်းလင်းထက်ရဲ့တတော်ရိုက်ချက်ကတော်တော်လေးပြင်းထန်ခဲ့တာကိုမြင်တွေ့ခဲ့ရတာပါ။တော်တော်လေးကောင်းတဲ့သွင်းလင်းထက်ပါဗျာဆိုရင်ပြောရအောင်သွင်းလင်းထက်ရဲ့အဆုံးသတ်ကြီးကဟာကနေဟင်ကနေဖြစ်သွားခဲ့တဲ့အထိမြင်တွေ့ခဲ့ရတာဖြစ်ပါရင်ပွဲစားလိုက်ပြီဆိုရင်ကသွင်းလင်းထက်ရဲ့ထိုးပုံထိုးပေါက်တွေကိုမြင်လိုက်တာနဲ့ဒီပွဲကသွင်းလင်းထက်အနိုင်ရတော့မယ်ဆိုရင် ြောစရာမလိုအောင်ယုံကြည်ချက်အပြည့်ရှိခဲ့တာဖြစ်ပြီးတော့ဘယ်လိုမျိုးအနိုင်ရသွားမလဲဆိုတာကိုပဲဆက်ပြီးစောင့်ကြည့်နေခဲ့ကြတာပါ Twin Tech ရဲ့ Body Can ကျန်တဲ့ Time Fighter ဟာတစ်ချက်ခွေးကြွားသွားခရက်က Cribbit တယောက်အခြေအနေသိမ့်မှန်တော့ဘူးဆိုတာသိသာစေခဲ့ပါရင်ဇက်တိုက်ဆိုလိုပဲအမြင့်ကန်ကျန်တဲ့ကန်လိုက်တဲ့အခါမှာ Cribbit တယောက် အကာအကောင်းလို့အဲ့ဒီတဲကပြုတ်မကျသွားတာပါဒါပေမဲ့လည်းခရစ်ဘတ်တယောက်အချိန်ကြာကြာတောက်မခံနိုင်ဘူးလို့ဆွေးရမှာဖြစ်ပြီးသွင်းလင်းထက်ရဲ့တတော်ရိုင်းချက်အနေအတွက်မှာလက်နက်ဘက်ကိုမိုးပေါ်ဆန်တန်းပြီးခန့်ခန့်ကြီးနဲ့ဆက်ဆန့်ကြီးဖြစ်သွားခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်သွင်းလင်းထက်ရဲ့တတော်ရိုင်းချက်ဒီလောက်တောင်ကောင်းလာဆိုတဲ့အတွေးတွေတောင်ဝင်သွားခဲ့ပြီးချက်ကောင်းကိုထိထိမိမိရိုက်မိသွားခဲ့တာဖြစ်ပါတယ် တွင်ထင်ထအောင်ခုနောက်ဆုံးရှင်မြိုင်ခဲ့တဲ့သုံးပွဲမှာသုံးပွဲစလုံးအနိုင်ယူပြထားခဲ့တာကိုမြင်တွေ့ခဲ့ရပြီးအဆိုပါသုံးပွဲမှာလည်းနှစ်ပွဲကအလဲထိုးဘောနဲ့ရရှိခဲ့တယ်လို့2025ခုနှစ်အတွင်းမှာရှင်မြိုင်ခဲ့တဲ့သုံးပွဲမှာလည်းနှစ်ကြိမ်တိုင်တိုင်ဘောနဲ့ဆုတ်သိမ်းပိုင်ထားနိုင်ခဲ့တာပါပြောစရာစကားလုံးတွေချီးကျူးစရာစကားလုံးတွေမရှိတော့တော့အောင်တွင်လင်းထဲအဆုံးသတ်မှုကြီးကအားရကျင်းတဲ့ဆရာကောင်းနေကြတာဖြစ်ပါရင်တွင်လင်းထဲအဝမ်းပြိုင်ဝဲတလျှောက်ထိုင်းဖိုင်တဲ့နေကြီးတောက်လျှောက်ရင်ဆိုင်ထိုးတက်ထားခဲ့တယ်လို့ငါးဝဲထိုးလေးဝဲနိုင်တဲ့ဝဲရှုံးဆိုတဲ့မှတ်တမ်းကိုပိုင်ဆိုင်ထားခဲ့ပါရင်